ဆရာကြီးမင်းသင်္ခါရဲ့ပြောပါတယ်မောင်ပြီသိန်းဤစာအုပ်ကိုဖတ်ရှုခွင့်ပြုပါရန်ဆရာကြီးနှင့်သက်ဆိုင်သူများအားလုံးထံမှခွင့်တောင်းလိုက်ပါတယ်ရှင်အပိုင်း၃စာပေါ်ရထားကြီးသည်အချိန်ပြင်းစွာ ခုံမောင်းနေလေသည်မောင်ပြီသိန်းဤရင်သည်လည်းတိတ်တိတ်ခုံနေလေ၎င်းအားပြင်းမနာဗုဒ္ဓသူလိုက်လံ၍ပို့ခဲ့ကြသောမိဘနှစ်ပါး၏မျက်နှာကို၎င်းရက်သူရွာသားများ၏မျက်နှာကို၎င်းမြင်ရ၍နေလေသည် ရှိကိုဆက်ပြီးဘလို့စကန်းသွားရမလဲဟူသောအတွေ့သည် မောင်မီသိန်း၏အုံတော်တကားကိုတတောက်တောက်ခေါက်လျက်ရှိနေသည် ထိုချိန်၌လက်မှတ်စစ်တရားရောက်လာပြီးလင်လက်မှတ်စစ်လေးမောင်မီသိန်းကလက်မှတ်ကိုထုတ်ရပြလေသည်ထိုအခါလက်မှတ်စစ်ကမောင်မီသိန်း၏လက်မှတ်ကိုဆွဲယူကပလာယာဖြင့်အပဝဝိုင်းကလေးတစ်ပောက်ဖောက်လိုက်လေသည်ထိုသို့ပြုတ်လုခြင်းမှာလက်မှတ်စစ်ပြီးဖြစ်ကြောင်းကိုအမှတ်သားပြုတ်လုခြင်းပင်ဖြစ်သည်မောင်မီသိန်းသည်ယထာလက်မှတ်ကိုပြန်ရသောအခါ၌လက်မှတ်တွင် အပဝိုင်းကလေးဖြစ်နေသည်ကိုကြည့်၍ မိဒီကိုသဘောကျသွားသည်မသိနှစ်နှစ်ချာချာပြောင်းလာလေသည်ထို့နောက်မှပြီးသိသည်၎င်း၏မိခင် ထုတ်ရိပ်ပေးလိုက်သောကောင်းကျင်းထုတ်အတွဲထဲမှကောင်းကျင်းထုတ်တို့ကိုဖြုတ်၍စားတောက်ပြီးလင်နောက်မိကိုကြနာစွာမှီ၍အိတ်ဆက်လေတော့သည်မိမြကြကြအိတ်ဆက်ခဲ့သည်မသိပေမိရထားမှအော်အော်ရှိရှိကြီးများဆွဲတံကိုကြားမှသာအိတ်ရာမှနှိုးလေတော့သည်မိုးလဲဆင်ဆင်လင်းနေပြီဖြစ်သည်ယထာမှလည်းပကုတ်ဘူတာတို့ဆားရောက်နေပြီဖြစ်သည် ထိုကောင်မောင်ပြည်သိန်းကဘူရာယုံဘက်စီသို့လှမ်းမြော်၍ကြည့်ရှုလေသည်ခီးတယ်များသည်လှုပ်လှုပ်ရွရွဖြင့်တက်သူတက်ဆင်းသူဆင်းလှုပ်နေကြလေဈေးတယ်များမှလည်းအော်ဟစ်ရောင်းချနေလေသည်ဘူရာယုံနှင့်မလန်မကန်၌လူကြီးတစ်ယောက်သည်လက်တွန်းလဲကလေးပေါ်တွင်ထိုင်ကရှေ့တွင်ခုံဘူးကလေးတစ်ခုကိုချ၍သတင်းစာများရောင်းချနေသည်ကိုတွေ့ရလေသည်ရထားပေါ်တက်မီခီးတယ်ချို့သည်သတင်းစာများကိုဝဲကြလေရထားပေါ်မှာရှင်းသွားကြသောခီးတယ်ချို့သည်လည်းထိုလူကြီးထံမှသတင်းစာချို့ကိုဝဲယူသွားကြလေသည် ောင်မီသိန်းသည်ထိုချင်းရာကိုကြည့်၍စိတ်ဝင်စားနေသည်ထို့နောက်၎င်း၏စိတ်ထဲ၌ငါအခုဘယ်ကိုသွားနေတာလဲရည်ရွယ်ချက်မရှိဘဲရှောက်သွားနေလို့မဖြစ်ဘူးရန်ကုန်ထိလိုက်သွားရအောင်ကလည်းငါကကြောင်းပြန်နေမှမဟုတ်ပဲအဲ့ဒီတော့ဒီမှာဆင်းလာရင်ကောင်းမယ်ထင်တယ်တရင်စာရောင်းတဲ့လူကြီးကဒေါဂိတာကြီးတယောက်ပဲဒေါဂိတာဆိုတာအမြဲတမ်းအကူအညီလိုနေတတ်တယ်အဲ့ဒီတော့နေပြရစီဆိုရင်သူကညင်းမှမဟုတ်ဘူးဒီတော့လောလောဆယ်နေစရာရပြီပေါ့ဟုတွေးမိလေသည်ထို့သူတွေးမိကမှာ အာမဟုတ်သေးပါဘူးငါကနည်းနည်းရရလူစားမျိုးမှမဟုတ်ပဲငါရဲ့ဘေကငါကိုမင်္ဂလာဆက်နှခန်းနဲ့ဘာနဲ့မွေးလာခဲ့တဲ့လူတစ်ယောက်ဖြစ်ပါရဲ့နဲ့ဒုက္ခိတတယောက်စီမှာမိခိုနေရမယ်ဆိုတာတင့်တော်ပါမလားဟုတွေးမိသည့်ခါ၌စိတ်ပြည့်၍သွားလေသည်ထိုနောက်ငယ်စဉ်ကသင်မှုသောဘီမတေနာဇတ်တော်ကိုတရိယာ၍အိုဘီမတေနာဇတ်မှာအင်တန်ဆွမ်းထက်တဲ့ဆုနာမနုဿကဗန္ဒိတဆိုတဲ့လေသမားကြီးကဘာမှမဟုတ်တဲ့ရက်ကန်းတဲ့ဘီမတေနာကိုခိတခဏအပြင်အမိခိုပြုတ်ပြီး ជីវ៉ាချမ်းသာရခြင်းဖြစ်တယ်လို့ဆရာတော်ကြီးကမကြာခဏဟောခဲ့ဘူးတာပဲငူလက်ဒီလိုပဲပေါ့ဒီဒုက္ခိတာကြီးကိုအမိပြုရအောင်ပါပဲဟုတွဲမိပြန်သောအခါ၌မောင်ပြည်သိန်းကအားတက်သွားပြန်လေသည်ထိုချိန်၌မှာပင်ယထာသည်ထွက်ခွာတော်မူဖြစ်ကြောင်းအုတ်အောချက်ပေး၍ပြီးစတင်လှိမ့်လေတော်သည်မောင်ပြည်သိန်းသည်ငှက်ပြောကိုင်းကောင်းချင်းထုတ်တွဲနှင့်၎င်း၏တည်ရေးတစ်တာကလေးကိုဆွဲကယထာပေါ်မှခုံ၍ဆင်းလိုက်လေတော်သည်ယထာရွယ်ကြီးကတရှူးရှူးတရှဲရှဲအော်မြည်လျက်ခုံမောင်းထွက်သွားလေတော်သည် ောင်ပြည်သိန်းသည်ဒေါဂိတသတင်းစာသည်ကြီးနှင့်မလန်မကန်နေရာ၌သွား၍ထိုင်ကကဲခတ်ကြည့်ရှုလေ၏ဒေါဒေါဂိတကြီး၏မျက်နှာမှာနီရောင်ရောင်ရှိသည်နှာခေါင်းခြုံ၏မျက်လုံးမျက်ခံကောင်း၏မျက်လုံးတငယ်အိမ်နှင့်၏မုတ်စိမ်မွေနှာခမ်းမွေတို့ရှုပ်ထွေး၏အသက်ကို ခံမှန်းကြည့်ရှုရာ30အရွယ်ခန့်ပင်ရှိဦးမည်ဖြစ်သည်ခါတွင်ကြီးစွာသောတရေကပတ်ကြီးတစ်ခုကိုပတ်၍ထားသည်ဘောင်းမီရှေကြီးကိုဝေ၍ဘောဖနံဟောင်းကြီးတရားကိုလည်းစီးထားလေသည်မောင်ပြီးသိန်း၏စိတ်၌၎င်းအားကြောင်းထုတ်ပြခဲ့သော เจ้าอูจีမျက်နာကိုပြည့်ရွေမြင်အောင်လေဒီဒီဒုဂီတာကြီးကမြန်မာနဲ့တော့မတူဘူးအင်္ဂလိပ်ကြီးနဲ့တူတယ်အင်္ဂလိပ်ကြီးဆိုရင်တော့ငါ့ကိုဒုက္ခပေးအောင်မှာပဲဟုတွေးမိပြန်လေထို့နောက်ဒုဂီတာကြီးကိုဆက်လက်ရွေးကြည့်ရှုနေပြီလေစိတ်ကူးတစ်ခုပေါ်လာပြန်လေဒီသူကငါ့ကိုဒုက္ခပေးလို့မရနိုင်ပါဘူးသူကိုယ်တိုင်ကဒုက္ခကြပဲဘာပဲဖြစ်ဖြစ်ဆရာတော်ကြီးဟောတဲ့ဘီမအသေးနာဇတ်တော်တွေကမနုခဗန္ဒိတာလေးသမားလို့လောက်ရမှာပဲ တကယ်လို့ဒုက္ခပြီးတော့လဲသူစီကထွက်သွားရုံပေါ့ဘာများခက်လို့တော့အင်ကားတောင်ထွက်ပြေးလာပြီးမှပဲတခြားသူတွေစီကထက်ပြီးထွက်သွားဖို့ကအလွယ်ကလေးပဲမောင်ပြင်းသိန်းဒီဤတို့လင်းချီတုံချတုံစဉ်းစားပြီးနောက်လူကြီးဤတို့ချင်းကပ်သွားလေသည်ထိုချိန်၌ဘူရာယုံတွင်လည်းလူရှင်းစာပြူပြီဖြစ်သည်လူကြီးကလည်းအနေငယ်များချမ်းရှိသေးသောသတင်းစာအချို့ကိုထက်၍သိရင်တောင်မြောက်ပညာကြည့်ရှုလေမောင်ပြင်းသိန်းလည်းလူကြီးဤတို့ရောက်ရှိသွားပြီလေဦးလင်းကျွန်တော်ဘာလုပ်ပေးရမလဲဟုမေးလိုက်လေသည် ုက္ခိတာကြီးကမမီသိန်းအာမော့ကြီးပြီးနောက်မိကကောဘာလို့ပေးခြင်းလို့တော့ဟုပြန်၍မေးလိုက်လေသည်ဦးလေးကတနေရရာကိုသွားကျင်နေပြီလက်တွန်းပေးမဲ့လူမရှိလို့ဒုက္ခဖြစ်နေတာမဟုတ်လားဟုမမီသိန်းကပြောလိုက်ရာထိုလူကြီးက၎င်း၏စေးတန်ကောက်ကလေးကိုအိတ်တွင်းမှထုတ်ယူ၍စေးအုပ်ကိုစေးဖြစ်ပြီးလင်မိချစ်ကိုရှိုက်ဖွာလေသည်ထို့နောက်ဒီလိုပေါ့ကွာတော့ပေမဲ့လူရောက်မလာသေးဘူးဆိုတာလည်းမှန်ပါတယ်ကျုပ်သွားကျင်နေတယ်ဆိုတာလည်းမှန်တယ်ဒါမဲ့မင်းပြောသလိုဒုက္ခဖြစ်နေတာတော့မဟုတ်ဘူးဟုပြောရင်း လူကြီးကပြုံးလိုက်လေသည်။မောင်ပြီးသည်ဤရင်၌အနေငယ်ပေါ်သွားလေ၎င်းသည်မြန်မာစကားကိုကောင်းမွန်စွာပြောတတ်သော အင်္ဂလိပ်ဒေါခိတာကြီးကိုကြည့်၍သူကြတော့လဲမြန်မာလိုတတ်သားပဲဟုတွေးမိလေထို့နောက်ဦးလေးကအင်္ဂလိပ်လာဟုဝေးလိုက်လေသည်။ထို့အခါလူကြီးကမောင်ပြီးသည်အားနောက်ပြောင်လို့သည်ဖြစ်၍အင်္ဂလိပ်လည်းမဟုတ်ဘူးကချောင်းကလေးလည်းမဟုတ်ဘူးကဟုပြောလိုက်ရာမောင်ပြီးသည်ကခေါင်းရှုပ်သွားပြီးလင်ဘာလူမျိုးလဲခမရဟုမေးလေအခုလောလောဆယ်တော့ငါကမြန်မာလူမျိုးပဲကွာ နောက်ကြရင်တော့ဘာလူမျိုးတွေဖြစ်ကုန်မယ်မသိပါဘူးကွာ။ဒါနဲ့နေစမ်းပါအောင်ခလေးရ။လက်ထဲမှာလည်းတည်ရစ်တားနဲ့ငါပြောခိုင်းနဲ့ကောင်းကျစ်တို့တွဲနဲ့ပြီးတော့ဘောင်မီတို့ပိုးဖက်နံနဲ့ကိုရောင်ကိုဝါတောက်ပစွာနဲ့ဘယ်မျိုးဘယ်နယ်ကဘလို့ဒီဝတာမျိုးပါလဲကွာဟုနောက်ရွတ်ရွတ်မေးလိုက်လေအညတရဒီဝတာပေါ်ဦးလေးယာဟုမောင်ပြည်သိန်းကပြောလိုက်ရာဒုက္ခိတာကြီးကသဘောကျသွားလေသည်ဟဲဟဲဟဲမင်းကြီးရာအင်္ဂလိပ်ကျောင်းသားရောင်ဆောင်လာတဲ့ ဖုန်ကြီးចောင်းစားပဲกว่าဟုလဲပြောလိုက်လေမှန်လိုက်တာဗျာဟုပေါင်ပြီးသိန်းကပြောလိုက်လေပြင်းမနာကလိုက်လာတာမှတ်တယ်ဟုဒေါဂီတာကြီးကပြောပြန်လေမှန်ပါတယ်ဗျာဦးလေးဘလို့လို့သိလဲဟုမောင်ပြီးသိန်းကပြန်၍မေးလေသည်ကောင်းကြီးတုတ်တွဲကြီးကနှီးကျိုးမှာမင်းရဲ့ရထားလက်မှတ်ကိုအပဝိုင်းကလေးရှုပ်ပြီးဆွဲထားတာကြည့်ပြီးပြောတာပါကွာရန်ကုန်အထိယူထားတဲ့လက်မှတ်ပဲဘာဖြစ်လို့ဘကူမှာဆင်းရတာတော့ဟုလူကြီးကမေးလိုက် ခြေဦးတဲ့ရာသွားမလို့ပါဦးလေးဟုမောင်ပြီးသိန်းကပြောလေသည်ခြေဦးတဲ့ရာသွားလို့တော့မဖြစ်နိုင်ဘူးကတကယ်လို့မင်းကညအခါအိတ်ခဲလို့ရှိရင်မင်းရဲ့ခြေဦးကမိုးပေါ်ကိုတဲ့နေမှာကွအဲ့ဒီကမင်းကမိုးပေါ်ကိုသွားရမလို့ဖြစ်နေမှာပေါ့စင်စင်စားစားပြောစမ်းမှာခလိရာဟုအင်္ဂလိပ်ဒေါက်တာကြီးကပြောလေကျွန်တော်ဘယ်ကိုသွားရမှန်းမသိပါဘူးဗျာဦးလေးကကျွန်တော်ကိုဦးလေးအိမ်မှာနေခွင့်ပေးပါလား ဦးလေးခိုင်းတာကျွန်တော်လုပ်ပါမယ်ဟုဘာမီသိန်းကပြောလေသည်ခက်တယ်ကွငါမိမကဂျင်းနဲ့မှနေခွင့်ပေးနိုင်မှာပြီးတော့သူကတိတ်အရိုက်ချမ်းနေမှာ၏ဟုပြောကဒေါဂီတာကြီးကမောင်ပြီးသိန်း၏မျက်နှာကိုအကဲခတ်ကြည့်ရှုလိုက်ဘယ်လိုလုပ်ရမှန်းမသိပါဦးလေးဟာဟုမောင်ပြီးသိန်းကညှဉ်းညွှန်လိုက်လေသည်မိန်းကဘယ်လိုလုပ်ချင်လို့တုံးကွာဟုဒေါဂီတာကြီးကပြန်၍မိတ်ကျွန်တော်ကတော့ဦးလေးလေကြီးတွန့်ပြီးဦးလေးအိမ်ကိုလိုက်ခဲ့ကျင်းတော့တာပဲဟုမောင်ပြီးသိန်းကပြောလိုက်ပြီးရင် ၎င်း၏ကပြောကိုင်းကောင်းချင်းထုတ်တွဲနှင့်တည်တစ်တာကလေးကိုလူကြီး၏လက်ကလေးပေါ်သို့တင်လိုက်လေသည်။မောင်မီသိန်းသည်လက်ကလေးနောက်သို့သွားကာလက်ကင်မှနေ၍တွန်းလေတော်သည်။လက်ပေါ်မှအင်္ဂလိပ်ဒေါဂီတာကြီးကဘဲကွေ့ညာကွေ့နှင့်ပြောရင်လိုက်ပါလာခဲ့၏။ထို့နောက်ဇီးသူဝင်ကဟင်းချက်စရာများကိုပင်ဒေါဂီတာကြီးကဝယ်လိုက်သည်၏။ဖီချန်ဟပြောသည်နှင့်စိမ့်စားဦးများမြေပဲများပြောင်းမှုစီများကလည်းပဲများကိုလည်းဝယ်ယူလေသည်။ပြီးလင်း၎င်းကမောင်မီသိန်းအားဘဲကွေ့ညာကွေ့နှင့်လက်ကိုတွန်းခိုင်းပြန်လေ၏။ ။မောင်မီသိန်းလည်းတွန်းရလေသည်။လူချင်းသောလမ်းသို့ရောက်သောအခါဒေါဂီတာကြီးက၎င်း၏အိတ်တွင်မှပါကြကိုထုတ်၍မှုန့်လေသည်။ဒေါဂီတာကြီးမှုတ်သောဘာသာတမ်းမှမြန်ဆိုင်လာ၍နားထောင်ကောင်းလှပေသည်ဒေါဂီတာကြီးသည်ဘာသာကိုစိတ်ဝင်စားစွာမှုတ်လေ။မောင်မီသိန်းကလှဲကိုအာယုံဆ၍တွန်းရလေသည်။ထို့နောက်လူကြီးကဘာသာမှုတ်ခြင်းကိုရက်၍မောင်မီသိန်းအားတချီလေးပါလေစိုးစမ်းမအောင်ကွာဟုပြောလေသည်။ကျွန်တော်မစိုးရဘူးခမညာဟုမောင်မီသိန်းကပြောလေ။အာတချီမဲကွာမစိုးရဘူးရှိရသေးလား။ ဗဇက်တဲ့တွေ့ရဆိုကငါဘာသာနဲ့လိုက်မုံမယ်ဟုဒေါကီတာကြီးကပြောလေသည်ဗဇက်တဲ့တွေ့ရဆိုရရင်တချင်းဖြစ်ပါမလားမဟုတ်တာတွေဖြစ်ကုန်မှာပေါ့ဟုမောင်ပြီးသိန်းကပြောလေအေးမဟုတ်တာတွေဆိုတဲ့တချင်းမျိုးပေါ့ကမင်းရတယ်တော်တော်စကားများနေကောင်ကစိုးစဲမှာကွာဟုဒေါကီတာကြီးကပြောလေထူကမောင်ပြီးသိန်းကစိတ်မရှိတော့ပဲမော့ရတယ်ထဲ့ပြဟုအတန်ပြက်ပြက်ဖြင့်ပြောလိုက်လေရာအဲ့ဒါတချင်းမောကွာနည်းနည်းရှည်ရှည်လေးသာဆွဲလိုက်မောရတဲ့အထဲဗျာ ဲ့လိုဆိုလိုက်တချင်းဖြစ်တာပေါ့ကွာဟုဆိုကဒေါဂီတာကြီးကဗာကြာပြင်းမှုတ်ပြလေသည်ထိုကမောင်ပြီးသိန်းကဒေါဂီတာကြီးပြောသည့်အတိုင်းမောရတဲ့ထဲဗျာဟုဩ၍ဆိုလိုက်လေသူရရင်နောက်ထပ်ဆက်ပြီးမဆိုနိုင်တော့ပေဘယ်ကြောင့်ဆိုတော့အတော်တန်မတ်ဆောက်သောဂုံးတက်ကလေးကိုအားဆ၍တွန်းနေရပြီဖြစ်လေထိုကဒေါဂီတာကြီးကဆိုးလေကွာဟုပြောလေရမောင်ပြီးသိန်းကမဆိုးနိုင်ဘူးဟုပြန်၍ဩလေအဲ့ဒါတချင်းပေါ်ကမဆိုးနိုင်ဘူးဟု ဒေါဂီတာကြီးကအော်၍ဆိုပြန်လေသည်မောင်ပြီးသိန်းကလိုက်၍ဆိုလေဒေါဂီတာကြီးကဘာကြာဖြင့်လိုက်မှုလေသည်ဂုံးတံမှာတော်တံမဆောက်ပြီးဖြစ်၍မောင်ပြီးသိန်းသည်တင်းအင်းနှင့်အော်၍တွန်းရလေသည်ထို့ကဒေါဂီတာကြီးကအဲ့ဒါတချင်းပေါ်ကွာဟုပြောလေဘယ်ဟာလဲဗျဟုမောင်ပြီးသိန်းကမေးလေ အခုမင်းညင်းနေတဲ့တန်းအင်းအင်းဟာတချင်းပေါ်ကအတန်လေးနဲ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 တင်ပြီးအဲ့ဒီအင်းအင်းဆိုတာကိုစောက်ပြီးအော်ဆန့်กว่าဟုဒေါဝိတာကြီးကပြောလာရမောင်မီသိန်းလည်းအတန်ကုန်ဟိ၍အေးအေးဟု အော်ပြန်လေသည်ဒေါဝိတာကြီးလည်းထိုအတန်ကိုလာ၍ဘာကြားဖြင့်မှုတ်လေအစကနေဆုံးပြန်ဆိုရအောင်ဟိဟုဒေါဝိတာကြီးကပြောလာ၍ဘာကြားမှုတ်လေရမောင်မီသိန်းလည်းအောက်ပါအတိုင်းဆိုရပြန်မောရတဲ့ထဲပြား မစိုးနိုင်ဘူးတီတော့မလာကြည်ထွက်တော့မယ်မမီတဲ့ဒီပါဇက်ထက်တွေ့ရရှောက်ရည်ဆိုလေဒီဒေါဂီတာကြီးကလည်းပါကြပြင်းလိုက်ရင်မဟုတ်ဤပြီးရင်ဒေါဂီတာကြီးဟာမေတချင်းဆိုရတော့ပြီရင်ထဲကဝေနာကိုချက်ချင်းလန်ငင်းပွင့်အန်ထုံနိုင်တဲ့အလုပ်ဆိုတာမင်းသဘောပေါက်သွားပြီအခုမေးဆိုတဲ့တချင်းမျိုးကိုဂျန်တဲ့သူတွေကနားလည်အောင်မဟုတ်ဘူးနောက်နှစ်ပေါင်း90ကျော်လောက်မှာ ဒီတချင်းမျိုးကကဘာပေါ်မှာခစ်စားမှာဟုပြောလိုက်လေသည်မောင်ပြီးသိန်းနဲ့လဲကိုတွန့်လေဂုံးထိတ်တို့ရောက်သောအခါအောက်သို့အရှင်ဖြင့်ပြေးတွန့်၍ဆင်းလေသည်ဒေါခိတာကြီးလဲမင်းဆိုတဲ့ကောင်ကလဲကွာဂုံးစင်းဆိုတာအမောပြေရမှာကွာအမောပြေရမယ်နေရာမှာဘာကြောင့်အเจ้าမဲ့ခွန်အားကိုတုံးရတာလဲခလီယာဟုပြောလေမြေမြေရောက်ချင်လာပြီဦးလီယာဟုမောင်ပြီးသိန်းကပြန်၍ပြောလေသည်ဟိုကန်နဘေးကထမ်းမင်လေးနဲ့တဲ့ရင်လေးကတော့ရင်မဲကွာဖြည်းဖြည်းလှုပ်ရှားမှာကွာဟု ဒေါဂီတာကြီးကပြောလေသည်ထိုကားမောင်မီသိန်းလည်းလက်ကိုဖြည်းဖြည်းမှန်မှန်တွန်းရည်သွားလေဒေါဂီတာကြီးကလည်းပါကြကိုစိတ်ပါလက်ပါမှုံရင်လိုက်ပါလာခဲ့လေသည်၎င်းပြသောအိမ်ကလေးမှာအမြင်အားဖြင့်ဤတော်လဲရေကန်ကိုပတ်၍တွန်းနေရသဖြင့်တော်တော်နေကိုမရောက်နိုင်မရှိလေသည်လူကြီးကလည်းပါကြမှုံချင်းကိုခေတ္တရရလိုက်ပြီးတော့အိမ်ရောက်လို့ရှိရင်တော့မင်းနဲ့မိတ်ဆွေဖြစ်မဲ့ကောင်းနေများကြီးတွေ့ရအောင်မဟိဟုလူကြီးကပြောလေရအဲ့ဒီထဲမှာဦးလေးမိတ်မပါလာဘူးမောင်မီသိန်းကမိတ် မင်းကိုအလကကြီးစားတာငါမမိန်းပါမရှိဘူးအေးမိန်းမတဲ့ကြည့်ရမယ်ဟာရတော့တဘုံတကောင်းကြီးပဲဟဲ့ဟု လူကြီးကပြောတာတဟဲဟဲရီမော့လေထိုကောင်မပြီးသိန်းကနေပါအောင်ဥလျာအင်းကလေးလူမျိုးလားဟုထပ်ပြန်မေးပြန်မဟုတ်ဘူးကမင်းကလည်းဒါကြီးပဲမေးတာပဲငါကဂျူးကွာဟုလူကြီးကပြင်လင်မပြီးသိန်းကဂျူးဟုတ်လားအဂျူးဆိုတာတစ်ပင်နာမည်ပဲသူ့အမည်ကိုခရက်နဲ့ချင်းဟင်းချက်စားရတယ်မဟုတ်လားဟုပြောလိုက်ရာဟာငါကိုတော့ချင်းဟင်းချက်မစားပါနဲ့ကွာဟု လူကြီးကပြောဆိုရေးတဟဲဟဲရီမော့ကဘာကြကိုမှောက်နေတော့သည်မောင်မီသိန်းကတွန်းမြဲတွန်းနေလေ၏တဲကလေးရှိသူရောက်တော့ကတွင် ခွေးပြူလေးနှစ်ကောင်ဘဲငန်းသုံးကောင်စိတ်သိုးကြီးတစ်ကောင်နဲ့စိတ်ပါကလေးလေးကောင်တို့သည်တဲအိမ်တွင်မှလူကြီးရှိရာလဲစီသူပြေးထွက်လာကြကုန်၏ထိုတတ္တဝါများ၏နောက်ဆုံးတွင်ကကုန်းကွာကုန်းကွာနှင့်မြောက်တကောင်ပြေး၍လာလေသည်သူကလူကြီးကကုန်းကွာကုန်းကွာနှင့်မြောက်တတ္တဝါကိုကြည့်၍ဟေးအောင်မိုက်ကဲလူလည်းမလုံးနဲ့ go back ဟုလန့်အော်လိုက်ရာကုန်းကကုန်းကနှင့်လူကြီးထံလာနေသောမြောက်တတဝါသည်နောက်သို့ပြန်လှည့်သွားကတဖန်လူကြီးထံကျွန်းထိုးလာလေသည်အနည်းသို့ရောက်ရင်းလူကြီးကတိတ်တော်တဲ့ကောင်ဟုဆိုကမြောက်တတဝါအားလှမ်း၍ချီလိုက်လေသည်ပြီးလင်ဈေးမှဝယ်လာသောဖီချန်ငှက်ပြောသည်အားပေးလိုက်ထိုကခွဲပြူပုပ်ပူလေးနှစ်ကောင်သည်မြောက်တတဝါအားတဲကြီးမဲကြီးဟောင်း၍ရန်တွေ့လေတော်သည်ဒေါဂိတာကြီးကခွေးနှစ်ကောင်ကိုကြည့်၍မင်းတို့နှစ်ကောင်ကလည်းလူလေလောက်တာပဲသွားကြ go back ဟုမိန့်ပေးလိုက်ရာ ခွေးပြူလေးနှကောင်ကနောက်သို့ပြေးသွားပြီးလင်အတော်တန်ဝေးသောနေရာသို့ရောက်သောအခါမှာတဖန်ပြန်လှည့်လာကစောစောကမြောက်လာကျွန်းထိုး၍လူကြီးထံသို့ပြန်လာခဲ့ကြလေသည်အနည်းသို့ရောက်သောအခါလူကြီးကအဲ့အတွင်းမှဘေးစကော့မုတ်ချက်နှစ်ချက်ကိုထုတ်ယူ၍ခွေးပြူပုလေးနှကောင်အားကျွေးလိုက်လေသည် ထိုကခွေးပြူပုလေးနှကောင်လည်းဝမ်းသာလို့၍အမိများကိုလှုပ်ကြပြီးလင်လက်ပေါ်သို့တက်ကြကုန်၏လူကြီးသည်စိတ်တိုးကြီးနှင့်စိတ်ပေါက်ကလေးများကိုကြည့်၍ ဦးမူစာကြီးတို့တားဖာတွေပြန်ကြပြန်ကြ go back go back ဟုပြောတော့လဲစိတ်တိုးကြီးနဲ့စိတ်ပေါက်ကလေးများကလူကြီးကို တွေ့တွေ့ကြီးရက်ကြည့်နေကြလေသည်ထို့ကားလူကြီးက go back ဟုပါးစပ်မှပြော၍လက်ခုပ်ကိုလည်းဖြောက်ဖြောက်ဝီဝီတစ်ချက်တီးလိုက်ရာစိတ်တိုးကြီးနဲ့စိတ်ပေါက်ကလေးများသည်နောက်သို့ပြန်၍ပြေးသွားပြီးလင်အဝေးသို့ရောက်သောအခါမှတကောင်ပေါ်တကောင်အလဲကျခုန်ကြော်ကပြေး၍လာကြလေသည်ထို့နောက်ဘဲငန်းကလေးများအားလူကြီးကတော်သားတယ် ဘာမှနားမလဲတဲ့တောသားတွေနားထောင်ကြဟုဆိုကဘာကြောင့်ပုံပြလေထိုကကြမှပင်ဘဲငန်းတို့သည်၎င်းတို့၏ရှေးလျားသောလေတံကြီးများကိုဆန့်၍ကခုံကြလေသည် ထိုက၌လူကြီးကဘဲငန်းများကိုအစာများကျွေးလေဥဥစာကြီးတို့သားဖကိုလည်းကစွန်းရွက်များကျွေးလေသည်ထိုချိန်၌တဲ့အင်္ဂလိပ်နောက်ဖက်မှမောင်ပြည်သိန်းနှင့်ရွယ်တူကန်းရှိပြီးမရှိမတူဘောင်းမီဝစ်စင်သားသောကလေးတူသည် ပြေးထွက်လာပြီလူကြီးနှင့်မလန်မကန်းနေရာသို့ရောက်သောအခါ၌မြေပြင်ပေါ်တွင်ဆက်ကနဲလက်ကိုထောက်၍ ခြေများကိုမိုးပေါ်သို့မြောက်ကကင်းမီကောက်တကောင်ကဲ့သို့ဆောက်ထိုးမှုမျိုးလျှောက်၍လာလေတော့သည်လူကြီး၏ဤသို့ရောက်သောအခါ၌ဆက်ကနေပြန်၍ထလာ၏ထိုကားလူကြီးကထိုကလေးအားတင်းဖေကြီး၏မင်းတော်ဖော်ရပြီကဟော်ဒီမှာတယောက်ပါလာတယ်ဟုမောင်မီသိန်းကိုညွှန်၍ပြောလိုက်လေသည်သူ့နာမည်ကဘလိုတဲ့လဲဒယ်ဒီကြီးဟုအတိတ်ပဲရသောအင်္ဂလိပ်စကားဖြင့်တိမ့်ဖေကြီးဟူသောကလေးကလူကြီးအားပြန်၍မေးလိုက်လေသည်ထိုကလူကြီးကမြန်မာဘာသာဖြင့်ပင် ဒါတော့ငါလည်းမသိသေးဘူးကွာဟုပြောလိုက်လေထို့ကသိမ့်ပေကြီးကဟုတ်ဟုတ်ဟုဆိုကမပြည့်သေးနေတူလာရောက်၍လှဲကိုတွန်းပေးလေသည်လူကြီးကလည်းပါကြကုန်မှုတ်လေခွဲပြူဘူးကလေးနှကောင်လည်းရှေ့မှသွားလေသည်၎င်းနှကောင်ဤနောက်၌ဥမှုစာတို့စိတ်ဖွဲကလိုက်လေစိတ်ဖွဲနောက်တွင်ငန်းဖွဲကလိုက်လေသည်ငန်းဖွဲနောက်တွင်မြောက်ကလေးမိုက်ကဲကကွတ်တာကွတ်တာဖြင့်ရှောက်လေသည်ထိုမြောက်ကလေးနောက်မှဒဝိတာကြီးလည်းကလိုက်လေ၎င်းတို့တက်ဖွဲ့ကြီးသည်တဲ့ရင်ကလေးအတွင်သို့ ဝင်ကြွားစွာချီတက်သွားကြလေတော့တည်းထိုနေ့နေ့လည်းကချက်သားရင်းစီပြန်ချက်၍မောင်ပြည်သိန်းရောက်ရှိလာခြင်းအထိမ့်မှတ်ဖြင့်မြန်မာပြည်လည်းတော့ကျူးကျင်းနဲ့၎င်း၏မွေးစားသာတိမ့်ပေကြီးတို့ကမောင်ပြည်သိန်းအားနက်နက်စာထမင်းဖြင့်ဧကန်ကြလေသည်ထမင်းစားပြီးသည့်အခါ၌ကျူးကျင်းကတရေအိတ်လေသည်မောင်ပြည်သိန်းကမူတဲ့အင်္ဂလီတွင်၌ချိန်ထားသောဓာတ်ပုံများကိုလိုက်လံကြည့်ရှုလေဓာတ်ပုံများမှာကောင်းကင်ဘာကစားနေသောပုံ ဂျိုးတန်းရှောင်းနေသောပုံစပိန်ပေါ်တွင်ကင်မီကောက်ထောင်၍စပိန်စီးနေသောပုံစသည်တို့ဖြစ်လေသည်ထိုပုံများမှာဂျူးကြီး၏ပုံဖြစ်သည်မမ်ပီသိန်းကတိမ့်ဖေကြီးအားဒီလူကြီးကတဲဆော့ပါလားဟုပြောလိုက်ရာတိမ့်ဖေကြီးကရီမော့လျက်ဆော့တာမဟုတ်ဘူးကဆက်ကတ်ဟုပြောလိုက်ရာမမ်ပီသိန်းကဆက်ကတ်ဆိုတာဘာလဲဟုပြန်၍မေးဆက်ကတ်ဆိုတာဆက်ကတ်ပေါ့ကွာမင်းကိုဘယ်လိုလုပ်ပြီးထပ်ပြောရမှာတော့အေးပါမင်းပြောတဲ့ဆက်ကတ်ကြီးကိုကနားမလဲလို့မေးရတာပါကွာဟုမောင်ပြည်သိန်းကပြောလိုက်ရာတိမ့်ဖေကြီးက ဒယ်ဒီကြီးကကွာကျိုးတန်းလျှောက်တယ်။ကောင်းငင်ပါလွှဲတယ်ကွာစီပန်းကြီးတွေကိုခြေထောက်ပေါ်တင်ပြီးလှည့်တယ်ကွာစပိန်ကိုမျိုးမျိုးစီပြတယ်။အဲ့တော့လူတွေကပတ်စံပေးပြီးလာကြည့်ကြတာပေါ့ကွာဟုပြောလေ။မာမီသိန်းကသိန်းဖေကြီးပြောဒီကိုနားထောင်ပြီးဒီလိုကိုဟာကိုစော့တဲ့ကမြင်တဲ့ဥစ္စာကိုပတ်စံပေးပြီးလာကြည့်တဲ့လူတွေကရှိသေးလားကွာဟုမေးလိုက်ရာသိန်းဖေကြီးကကြီးလေတော့သည်။ထို့နောက်သိန်းဖေကြီးသည်နှာခေါင်းကြီးကြီးပါးစပ်ပြဲပြဲမျက်လုံးပေါ်တွင်လည်းအမျိုးမျိုးဖုံဖုံချဲသထားပြီးအင်ကြီးရှိပွားပွားကြီးကိုဝတ်ဆင်ထားပြီး အုတ်ထုတ်ရှိချုံချုံကြီးကိုစောင်းထားသောတပ်ပုံတပုံစီတို့သွားရောက်ကြည့်ရှုပြန်လေသည်ဒါကဘတ်သူတော်ကွာဟုမောင်ပြီးသိန်းကမိတ်ဒဲဒီကြီးလေကွာဟုသိန်းဖေကပြန်ဖြေလေသည်ဟာဘလို့ဖြစ်တာတော့ဟုမောင်ပြီးသိန်းကပြန်မေးရကလောင်းဖြစ်သွားတာလေကွာဟုသိန်းဖေကြီးကပြန်ဖြေကလောင်းဆိုတာဘာလဲဘာဖြစ်တာလဲဟုမောင်ပြီးသိန်းကမျက်လုံးကလေးပုတ်ခတ်ပုတ်ခတ်ပြီးမေးပြန်ကလောင်းဆိုတာစောစောကငါပြောတဲ့ဆက်ကံထဲမှာလူပြက်ဖြစ်သွားတာကွာ ။ဆက်ကမှာကကလောင်းဆိုတဲ့လူပြက်ကဆရာကြီးပဲကွာအားလုံးကိုတက်ရတယ်။ပတ်စံတက်ရတာဟုတိမ့်ပေကြီးကပြောလိုက်လေသည်။ဒါဖြစ်ရင်သူကဆက်ကထဲမလိုက်တော့ဘူးလားဟုမေးလိုက်ရ။အဘသူလဲဒယ်ဒီကြီးလား။ဟာဘလို့လို့လိုက်လို့ရတော့မှာတော့ခါကျိုးသွားပြီလေကွာဟုပြောလိုက်လေသည်။ဂျူးတော့ဂီတာကြီးသည်တနာရီခန့်အိပ်ဆက်ပြီးနောက်အိယာမာနိုးလာလေသည်။အိယာမာနိုးလာတော့အခါ၌တိမ့်ဝေကြီးကမျက်နှာတင်းရရေးစလုံးနဲ့မျက်နှာတုပ်ပွားများကိုယူပေးလေသည်။ထို့နောက်ဂျူးကြီးသည်မျက်နှာအစ်လေပြီးလင်းဆေးတောက်လေသည်။ ၎င်းနာတွင်က၎င်းကိုယ်တိုင်ပြုလုပ်ထားသောတယောက်ထိုင်လှဲကလေးပေါ်တွင်ထိုင်ကလှဲဘင်းကိုလက်ဖြင့်တွင်းရင်စာအုပ်စင်စီသို့သွားလေသည်စာအုပ်စင်မှာစာအုပ်တို့ကိုယူလေ၏တိတ်ဖေကြီးလည်းစာအုပ်တို့ကိုယူရလေသည်ဂျူးကြီးကစာမျက်နှာတမျက်နှာကိုအင်္ဂလိပ်လိုဖတ်ပြ၏ဂျူးကြီးဖတ်ပြပြီးသောအခါတိတ်ဖေကြီးကဂျူးကြီးဖတ်ပြသည့်လေယူလေသိန်းတိုင်းလိုက်၍ဖတ်ရလေသည်တနအီကြော်ကြော်ခန့်သိမ့်ဖေကြီးအားစာတင်၍ပေးလေသည်အထိပ္ပယ်များကိုအင်္ဂလိပ်လိုပင်ပြောနေပြန်၏။မောင်မီသိန်းလည်းသိမ့်ဖေကြီးတို့စာတင်နေသည်ကိုငေးမောရွေနေလေသည် ။ဇာတင်ပြီးသောအခါ၌ဒိမေကြီးကရင်းနှွေးအိုးတရလေသည် ကော်ဖီဖြော်ရလေပြီးလင်၃ယောက်သားကော်ဖီတောက်ကြလေသည်ကော်ဖီတောက်နေရင်ဂျူးကြီးကမမီသိန်းဘက်သို့လှည့်ကငါနာမည်က မစ္စတာဒေးဗစ်လို့ခေါ်တယ်ကွာမြန်မာတန်နဲ့နီးအောင်ဆိုပြီးဒေးဗစ်ကနေဒေဝလို့ပြောင်းထားတယ်ကွာဆက်ကလောကမှာဒေဝဆိုလူတိုင်းသိတယ်ငါကဂျူးတယောက်ဖြစ်တဲ့ဒါပေမဲ့ဂျူးဆိုတာငါရဲ့လူမျိုးနာမည်ကိုပြောတာကွာမင်းသိထားတယ်လို့ပဲငရဲနဲ့ချက်စားတဲ့ဂျူးမဟုတ်ဘူး ကောင်းငင်ဖားပေါ်ကကြပြီးခါကျူသွားကြတဲ့ကဆက်ကတ်ထဲကိုမလိုက်နိုင်တော့ဘူး။ဟော်ဒီတိမ့်ဖေကြီးဆိုတာကလည်းဟိုးလွန်ခဲ့တဲ့၃နှစ်လောက်ကလမ်းပေါ်ကကောက်ရတဲ့မင်းတို့လူစားမျိုးပဲပေါ့ကွာ။အခုတော့ငါသားဖြစ်နေပါပြီ။မင်းကလည်းငါနဲ့နေဖို့ဆုံးဖြတ်ရင်တော့ငါတို့နေတယ်လို့နေနိုင်မှဖြစ်မယ်။ဒါနဲ့နေစမ်းမအောင် စောစောကထမင်းစားတဲ့အထိမင်းနာမည်ကတော့မေးခဲ့ရသေးဘူး။မင်းနာမည်ဘယ်လိုခေါ်တယ်လဲဟုဂျူးဒေါခိတာကြီးကမေးလေသည်။ကျွန်တော်နာမည်ပေါင်းပြီးတိတ်မှာဟုပေါင်းပြီးတိတ်ကဖြေလေ။ ဒါနဲ့နေပါအောင်မိမမိပါတယ်ရှိသေးလားဟုကျူးကြီးကမေးလေရှိပါတယ်မိပါတယ်နဲ့မနေချင်းလို့ထွက်လာခဲ့တာပဲဟုဘာမီသိန်းကပြန်၍ဖြေလေသည်ဘယ်သူနဲ့ပဲဖြစ်ဖြစ်နေတာမနေတာကြောက်ဖို့ပါဘူးကွာရောက်တဲ့နေရာမှာတော့လူတော်ဖြစ်ဖို့ကအရေးကြီးတယ်ကွာလူတော်ဖြစ်ဖို့ဆိုတာကလည်းထိုက်တင်တယ်လို့ကြိုးစားရလိမ့်မယ်အလကားနေရင်တော့လူတော်မဖြစ်နိုင်ဘူးငါစီမှာနေရင်တော့ဝိုင်းလုံးဝိုင်းစားပဲကွာပြီးရင်ပုံစံချတာတယ်အဲ့ဒီပုံစံတိုင်းကြိုးစားခိုင်းတာပဲအဲဒါတော့လူတော်ဖြစ်တော့မှာပေါ့ကွာဒါပေမဲ့မင်းကိုသဘောပေါက်ထားအောင်ပြောချင်တာကတော့ ။ငါဟာလူတော်ဖြစ်အောင်လုပ်တဲ့ဆက်တခုမဟုတ်ဘူး။ကိုကြီးဖေးမတဲ့သူပဲဖြစ်တယ်။ဂျန်နာတွေအားလုံးကမင်းပေါ်ပါပဲမူတည်တယ်။ဘာလို့လဲ။နေဖို့ဆုံးဖြတ်လိုက်ပြီးလမ်းပေါင်းပြီးတဲ့ဟုဂျူးကြီးကမေးလေသည်။ဆုံးဖြတ်ပြီးပါပြီဟုမောင်ပြည်သေးကပြန်၍ဖြေလေ။ဆုံးဖြတ်ပြီးရင်တော့ဒီနေ့ကစပြီးအလုပ်လုပ်ရမှာပဲကွာ။ဘာတွေလုပ်ရမလဲဆိုတာတော့သိမ့်ဖေကြီးကပြပေးလိမ့်မယ်။မနေ့ပြန်ဆိုရင်မင်းလန်းစာတင်ရမယ်ဟုဂျူးကြီးကပြောလေသည်။ထို့နောက်တွင်ကသိမ့်ဖေကြီးကစိတ်ကြီးဥမှုစာတို့သားဖအားအစာနဲ့နဲ့ကျွေးလိုက် ခုံခိုင်းလိုက်နဲ့ဆက်ကရင်အုံပြူရန်အတွက်လေ့ကျင့်ပေးနေလေသည်။မောင်မီသိန်းနဲ့သိမ့်ဖေကြီးအားကုညီရလေသိမ့်ဖေကြီးကစိတ်များကိုလေ့ကျင့်ပြီးတော့ကဘိုးပြူနဲ့ဘိုးချားဟုနာမည်ပေးထားသောခွေးပြူပူလေးနှကောင်ကိုလေ့ကျင့်ပေးရပြန်လေသည်။ထို့နောက်မြောက်ကလေးမိုက်ကယ်ကိုလေ့ကျင့်ကြရပြန်၏။မြောက်ကလေးမိုက်ကယ်ကလည်းလေ့ကျင့်ခန်းများကိုတက်တက်လက်လက်ပြုလုပ်နိုင်သည့်ဖြစ်၍မောင်မီသိန်းကလွန်စွာမှသဘောကျနေလေသည်။ဒီကောင်ကတင်ရတာတဲပြီးလွယ်ပါလားတိမ့်ဖေကြီးရဟုမောင်မီသိန်းကပြောလိုက်ရာတိမ့်ဖေကြီးကရီမော့၍ ဒီကောင်ဒုက္ခပေးဆုံးမောတငယ်ချင်းဟာလေးချင်းကန်းတွေကိုတတ်တတ်လက်လက်လုံနိုင်တယ်လို့ချက်ချင်းမေ့ပြတတ်တယ်ကွအတူခိုးမြန်တဲ့တရိတ်ဆန်တွေကိုသင်ရတာတကယ်ကြတော့အတော်ခက်တယ်ဟိအခုလုံနေတဲ့လေးချင်းကန်းကနှစ်လရှိပြီကွသူကလေးချင်းကန်း၆မျိုးလုံးရမယ်အခုထက်ဒီတစ်မျိုးကမတတ်သေးဘူးဥမှုစာတို့သားဖကလေးချင်းကန်း၄မျိုးတည်းလုံးရမှာ၃မျိုးတောင်တတ်နေပြီဒါကြောင့်မိုက်ကယ်ကိုဒက်ဒီကြီးကလူနဲ့တူသလောက်လူလိုပဲအတော့မကြတဲ့တတ်တော်လို့မကြခဏဆူတာကွာဟုတ် ပြောဆိုရှင်းပြလေသည်ထရိတ်ဆန်များကိုလဲကျင်ပြီးသည့်အခါ၌ခိတနာကထမင်းအိုးတဲကြလေ၏ဟင်းများချက်သည်ကိုချက်၍အချို့ဟင်းများကိုလည်းပြန်၍နှွှဲရလေသည်ထမင်းဟင်းချက်ပြီးသောအခါတွင်တိမ့်ဖေကြီးကစွကျဲအင်ကြီးနှင့်ပြတ်ဘောင်းမီချက်တို့ကိုဝစ်စင်က၎င်းကိုယ်တိုင်ဘာကျွန်းလေးကျင်ကများကိုလေ့ကျင့်ရလေသည်တိမ့်ဖေကြီးသည်ဘလုံးရွှေကြီးကိုကန်လျက်ကျိုးတန်းပေါ်၌လမ်းလျှောက်ခြင်းပြီးလင်တစ်သားစီကြီးပေါ်၌ရပ်၍ပြေးလေ၏တစ်သားစီကြီးကလက်၍လက်၍လိုက်ပါနေရလေသည် ထို့နောက်ကင်းပီကောက်ထောင်ဤပြီးလင်ဂျွန်းထို့ဤသိမ့်ပေကြီးလောက်နေသည်ကိုဂျူးကြီးကထာရွေးကြည့်ရင်မှားသည်မှန်သည်ကိုပြော၍နေလေသည်ထို့နောက်မှပြီးသိမ့်ပေတို့လှဲ့ကမင်းလဲလောက်ရမယ်မမီသိမ့်ဟုပြောလေဤကျွန်တော်တော့လောက်နိုင်မယ်မထင်ပါဘူးသိမ့်ပေကြီးကလောက်နေတာတော့ခက်တယ်ဟာပဲဟုမမီသိမ့်ကပြန်၍ပြောလိုက်ဤသိမ့်ပေကြီးလည်းအစတော့ကမင်းလိုပဲကဘာမှမလုပ်တတ်ဘူးအခုတော့တော်တော်တက်သွားပြီမင်းလည်းလေ့ကျင့်ရင်မကြခင်ရမှာပါဟုဂျူးဖိုးကြီးကပြောရင်း စည်းတံကိုတရောက်တော့ခောက်ချလေသည်ထိုနေ့ညနေပိုင်းသို့ရောက်သောအခါတဲ့အင်္ဂလိပ်ရှိမြေကွက်လက်တွင်သုံးယောက်သားထိုင်လျက်ကျူးဖိုးကြီးကမာကြမှုတ်လေသည်တိမ့်ပေကြီးနှင့်မောင်မီသိန်းတို့ကလက်ခုပ်တီး၍တချင်းဆိုရလေမောင်မီသိန်းသည်၎င်းတို့နှင့်နေရသည်ကိုပြောပိုက်သလိုရှိလာလေသည်အလုံးလုံးနေသည့်ချိန်တိုင်းလုံလိုက်စားသည့်ချိန်တိုင်းစားလိုက်ပျော်ပျော်ပွားပွားနေသည့်ချိန်တိုင်းနေလိုက်ပျော်ရွှင်ပွေရာကောင်းလာပါတော့သည်အတော်တန်ညစ်နေသောအခါတွင်ကျိုးကရင်တစ်လုံးကြီး၌သုံးယောက်သားအိတ်ဆက်ကြလေတော့သည် နနက်မိုးလင်းသည့်ခါနိုင်ကျူးကြီးအားလက်ပေါ်၌တင်ကသိမ့်မေကြီးကတွန့်ရည်သွားလေသည်အိမ်တွင်မောင်ပြီးသိန်းကချင်ရိတ်ခက်လေမောင်ပြီးသိန်းပြုတ်လို့ရန်ဝတ်တရားများကိုသိမ့်မေကြီးကမှာသွားလေသည်နနက်9နာရီလောက်တွင်မောင်ပြီးသိန်းသည်စိတ်ကြီးဥမှုစာတို့ဖွဲအားကလပဲများကျွေးလေခွေးနကောင်ကိုလည်းအယိုးများပြုတ်တယ်လေမြောက်ကလေးမိုက်ကန်နှင့်ဘဲရန်အုပ်ကိုမူမြေပဲနှပြောသည်စသည်တို့ကိုကျွေးမွေးလေသည်ဤတော့လည်းအလောက်လုံးနေခဲ့ရများမကြမီနိုင်ပင်တိမ့်ဖေကြီးရောက်ရလာလေသည်တိမ့်ဖေကြီးကမောင်ပြီးသိန်းအားဘလို့လဲတကယ်ချင်း စာတွေပါတွေကျွေးပြီးပြီလားဟုမေးလျာအေးကွာကျွေးပြီးပြီဟုမမီသိန်းကထည့်လေသည်ကျွေးပြီးရင်မင်းကောမစားသေးဘူးလားပေါင်မုန်းနဲ့ကော်ဖီရှိတယ်လေကွာဟုဆိုကသိန်းပေကြီးကကော်ဖီခက်ကျက်ကျဲတစ်ခွက်ဖြော်၍ပေါင်မုန်းနှစ်ချက်ကိုမိခင်ကနှစ်ယောက်သားစားကြတောက်ကြလေတော့သည်နောက်တစ်ပိုင်းကိုဆက်လက်တင်ဆက်မှာပဲဖြစ်ပါတယ်ရှင်ကျေးဇူးတင်ပါတယ်ရှင်ကျွန်တော်တူတာပါ